ော့ကျွန်တော်တို့ကတော့မနိုင်ပြောရင်စောစောစီးစီးတောင်မှဒီထက်ပိုပြီးစောစောစီးစီးတောင်မှတို့ဟိုအဲ့လိုမျိုးအိမ်တော်တစ်ခုဖြစ်ပေါ့နော်လက်တွဲတာမြင်ကျင်သေးတယ်ဒါပေမဲ့အခုလည်းနောက်မကြပါဘူးအဲ့တော့ကိုညမတယောက်အနေနဲ့ပဲအခုတယောက်နေရာနေပြီနော်ဟို support လုပ်တာပေါ့ဒါလိုစိတ်ပဲရှိပါတယ်နောက်ကျနေရာကိုပေါ့နောက်ကျနေရာကိုပေါ့ဒါပေါ့ဒါပေါ့ကေပီရဲ့ကျွေးရထထွက်ပါပေါ့ကိုပဲကြံနေပါဟုတ်တယ် ဟုတ်တယ်ဒါပေမဲ့လည်းရပါတယ်သူတို့ဟိုကပရီအားလုံးနဲ့အကိုတို့နဲ့ကဘော်ရာတွေပဲတစ်ခါလေမိကေတို့ဟိုဂျိုရိုနဲ့ထက်ဆိုင်သူတို့ရဲ့ဘဲဘဲတွေနဲ့တောင်ကိုရီးယားသွားပြီးဟန်ဒေါလို့တာတို့ဟိုရင်းနေတာတို့ကရှိသေးတယ်ဒီအခင်မင်းကတော့ပြတ်သွားစရာမှမလိုတာဆိုမှနဂိုကလေးကဒီတိုင်းပဲရှိနေကြတာဆိုကေးကြားထဲမှာဘုတ်တေလေးဖြစ်နေတော့အားမငယ်ဘူးအားမငယ်ကိုကတော့မော်တီဗေးတာဖြစ်နေသေးတယ်ကျွန်တော်ကသွားကုပေးရတယ်လို့လားကျွန်တော်ဆရာဝန်အနေနဲ့ကုပေးရတယ် အဲ့ဒါတော့ရှိတာပေါ့အများကြီးပဲအများကြီးပဲတကယ်ချင်းမိတ်ဆွေတွေထဲမှာလည်းရှိတယ်မိသားစုမှာလည်းရှိတယ်အဲဒီတော့ဒီနုပညာခရီးလမ်းရဲ့ဟိုဆရာသမားတွေမိဘတွေမှာလည်းရှိတယ်ကျွန်တော်ကျ Medical Insurance လုပ်ထားတယ်ပြီးတော့ Life Insurance ပေါ့နော်အသက်အာမခံလုပ်ထားတယ်ကကားအမကန်လောက်ထားတာပဲဒီဒီ medical insurance ကတော့လုတ်တင်နေပေါ့နော်လူဆိုခုနကပြောသလိုကျွန်တော်အသက်ရှင်နေသွေးဒီဝေဒနာနဲ့ဒုက္ခတော့ရှိနေမှာပဲပြီးတော့ကျွန်တော်တို့ကဒီတိုင်းနေတဲ့လူတွေလည်းမဟုတ်ဘူးသိတယ်မလားဟိုစားတောက်နေရလीများသောအားဖြင့်ကျွန်တော်တို့ခန္ဓာကိုယ်တွေကိုဝင်တဲ့ ပစ္စည်းတွေကပဲကိုယ့်ကိုပြန်ပြီးဒုက္ခပေးတာဆိုတော့ဒါတွေလည်းကျွန်တော်က limit အတားဆီးမရှိဘူးပြီးတော့ဟိုအပြင်ကအပြင်စားတွေဆိုတာလည်းဘယ်လောက်ထိစိတ်ချရမလဲဆိုတော့ဘယ်သူမှတိုင်းတာစစ်ဆေးပြီးမှစားကြတာတွေမဟုတ်ဘူးဆိုတော့ medical insurance ဆိုတော့လိုလိုတယ်ဒါပေမဲ့ medical insurance လုံးတော့မယ်ဆိုလို့ရှိရင်ဘာမှမဖြစ်ခင်လုံးမှတန်တာအကယ်၍ကိုကလက္ခဏာတစုံတရာပြနေပြီဆိုလို့ရှိရင် medical insurance ရဲ့ coverage မှာအဲ့တခုကိုသူကဟိုကဖယ်ထုတ်ပလိုက်တာ exception လုပ်လိုက်တာပေါ့နော်လုပ်လိုက်တော့တကယ်တော့ကိုခံစားနေရတာဒီဝေဒနာဒီဝေဒနာအတွက်တော့သူက coverage မပေးဘူးဆိုတော့ဘာမှမထူးဘူးလို့ဖြစ်တာပေါ့လေအဲ့တော့ချမ်းမာနေတဲ့လူတွေအားလုံးကတော့ဘာမှမဖြစ်ခင်မှာ medical insurance လုပ်တင်တယ်အဲဘဝမှာတော့ life planning ကတော့လူတိုင်းတို့လိုအပ်တာပဲလေကျွန်တော်တို့ဆိုအများကြီးနောက်ကျနေပါပြီတကယ်တကယ်တော့လေအဲ့တော့စောစောစီးစီးအဲ planning ကောင်းကောင်းနဲ့သွားနိုင်တဲ့လူတွေကတော့ဟိုဘဝမှာဖြစ်ချင်တာတွေလောလောကူကူရကြဖြစ်ကြတာပေါ့လေဒါပေမဲ့လည်းဒါကြီးကိုကံတေကံမှကျွန်တော်ကတော့ဟိုသူ schedule တိုင်းလောက်ကိုလောက်ကမယ်လို့တော့ကျွန်တော်ကယုံကြည်ထားတဲ့လူတွေမှာမပါဘူးပြီးတော့အဲ့မှာမှာမှာ ဟိုအမတို့မေးသလိုပေါ့နော်လူတယောက်နဲ့တယောက်ပေါင်းဆက်တဲ့ကိစ္စဆိုလို့ရှိရင်ပို့ဆိုးတယ်ဟိုအမဖုန်းလေးတစ်လုံးလိုချင်တယ်ပေါ့တက်မဲ့အရာဝတ္ထုတစ်ခုဆိုအမချက်ချင်းကောက်ဝယ်လိုက်လို့ရတယ်လीဒါပေမဲ့ကိုလိုပဲစိတ်ရှိတဲ့လူတယောက်ကိုခုနမှထားချင်တယ်ဆိုတဲ့အခါမှာဘယ်လောက်မလွယ်ကိုအဲဒါမျိုးလေးတွေကြောင့်လည်းဖြစ်နောက်နှေးကြံ့ကြရရှိနိုင်တာပေါ့နော်ဒါပေမဲ့ညီလေးပြောသလိုသူ့ plan တိုင်းသွားနိုင်တော့အကောင်းဆုံးပဲဘောကဟုတ်ပါဦးမရွေးချယ်ဘူးကျွန်တော်မရွေးချယ်ပါဘူးအဲဒီတိုင်းပဲအဲကောအဆင်ပြေအောင်နေနေပဲအဲ့လိုအဆင်ပြေသလိုလေးဖြစ်နေတာပေါ့ဘောကဟုတ်အဲအဲ့လိုအားတော့မကြဘူးဒါပေမဲ့မိခေရိုးဆိုတာကိုမျက်စိရှေ့မှာပဲအဲ့လိုတကယ်ချင်းမိတ်ဆွေမောင်တို့မှ ခွန်ညမာလေးတွေလိုပဲပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီကြောပေါ့သူတွေ့အခုရှင်ရဘက်နဲ့လည်းလက်တွဲနေတာဆယ်စုနှစ်တခုကြော်ပြီဆိုတော့ကျွန်တော်တို့ကတော့မနိုင်ပြောရင်စောစောစီးစီးတောင်မှဒီထက်ပိုပြီးစောစောစီးစီးတောင်မှသူတို့ဟိုအဲ့လိုမျိုးအိမ်တော်တခုဖြစ်ပေါ့နော်လက်တွဲတာမြင်မြင်သေးတယ်ဒါပေမဲ့အခုလည်းနောက်မကြပါဘူးအဲ့တော့ခွန်ညမာတယောက်အနေနဲ့ပဲအခုတယောက်နေရာနေပြီးတော့နော်ဟို support လုပ်တာပေါ့ဒါလိုစိတ်ပဲရှိပါတယ် နောက်ရနေအကိုဘောဒါဘောဒါဘော KP ရေဂျူဝဲတာထထွက်မှာဘောကိုပဲကြံနေမှာဟုတ်တယ်ဟုတ်တယ်ဒါပဲလေရပါတယ်သူတို့ဟိုကပါရီအားလုံးနဲ့အကိုတို့နဲ့ဘောရာတွေတခါလေးမိခေတို့ဟိုဂျူဝါတို့နဲ့ထက်ဆိုင်သူတို့ရဲ့ဘဲဘဲတွေနဲ့တောင်ကိုရီးယားသွားပြီးဟန်းအောင်လုပ်တာတို့ဟိုရင်းနှီးတာတို့ကရှိသေးတယ်ဒီအခင်မင်းကတော့ပြတ်သွားစရာမလိုတာဆိုမှငကိုကလေးကဒီတိုင်းပဲရှိနေကြတာဆိုအားမငယ်ဘူးအားမငယ်ကိုကတော့ motivator ဖြစ်နေသေးတယ်အဲ့ကြရင်ဘလိုနေအောင်ချင်း play ပြီးတော့ လူတွေပြဿနာတွေကိုလာပြီးတော့ကိုကအဲအဲ့လိုမျိုးအားပေးအောင်မလဲမသိသေးဘူးဒီ option ရှိတယ်အဲတိုင်တိုင်တော့ပေါ့ဘယ်လိုမှမလဲရှာနေသွားဆိုတော့သူတို့ kait ကြတာပဲလေတကယ်ချင်းမိတ်ဆွေချားမှာလဲကိုကိုရိုင်းကလည်းစိတ်ဆိုးတာရှိတာဆိုတော့အတိုင်မင်တာပဲမိကီတော့အတိတ်မတိုင်မင်မိကီကတော့တစ်ခါတလေပေါ့တိုင်မင်နဲ့အဲ့ဒီ jewel နဲ့ကတော့အနေများတွဲများတော့လေအဲ့သူတို့နှစ်ယောက်ကြတော့ခဏခဏအဲညှိနှိုင်းမိရတယ်မိကီနဲ့ကကြတော့ဟိုအဲ့လို relationship ပုံစံမျိုးနဲ့ကျွန်တော်တို့ကအရင်အဲ့လိုမျိုးကြီးဟိုဟိုပြောမလဲမပြောပြဖြစ်ကြဘူးလိုပဲသွားလာစားတော့ပဲဂျူရိုးနဲ့ကကြတော့ဂျူရိုးနဲ့ကျွန်တော်လည်းပွဲကသုံးပုံပုံနှစ်ပုံလောက်ကတူတာဟုတ် သူတို့သွားတဲ့ key တိုင်း trip တိုင်းမှာဂျူရို့အတွဲပေါ့အမြဲတမ်းမြင်နေရတဲ့အခါမှာဂျူရန်နဲ့ကျတော့ပို့ပြီးဟိုဟိုဟိုဂျူရက်ဘဲကဘာရီပို့ပို့ပြီးတော့လုတ်ပေးလဲဘလို့ဘလို့ကိုယ့်ချစ်သူကိုဆက်ဆံလဲဆိုတော့ပုံမြင်ရတာပေါ့နော်အဲ့လိုဆိုဂျူရို့ပို့ပို့ရတယ်လို့ခံစားရတာပေါ့ဒါပေမဲ့တကယ်တော့ဟိုမိကီရို့အတွဲနဲ့ကျတော့အမြဲတမ်းကြီးအဲ့လိုမျိုးသွားလာစားတော့မရှိလို့ပါဒီတိုင်းပဲ border လိုမျိုးပဲတွေ့ကြတာများတယ်အလုံးနဲ့မတွေ့ပြကြဟုတ်အဲ့တော့အခုပြန်ကောက်အောင်ဒီကောင်တော့မကောက်ပါဘူးအကိုကလေဒီဒီနောက်ပိုင်းကာလာပို့ပြီးတော့ပို့ပို့ဆိုးတယ်ပို့ဆိုးတယ်ဆိုတော့စိတ်ကိုတော်တော်လေးဟိုကိုကိုကိုသုံးသက်တာပေါ့နော် ထုချိန်နိုင်တယ်ကောစိတ်ဆိုးတယ်စိတ်ကောက်တယ်ဆိုတော့လူတွေမှာရှိတာပဲဒါပေမဲ့ခဏပဲအဲခဏတစ်ဖြုတ်အမြင်မတော်ဘူးဆိုဘဘဘဘဆိုပြောထွက်သွားပြီးွားလို့ရှင်ပြီးရင်စိတ်ဘာမှမရှိတော့ဘူးဟိုပြန်မခွန်မပြောနိုင်တာတို့တဲ့မလားကောက်တေးပြီးတော့ပြန်စုံတဲ့အခါကျရင်အာရမ်းပင်ပန်းတယ်အဲ့အလုပ်ကြီးတော့မလုပ်ဖြစ်ဘူးခင်လဲဆွလောက်ပေးနိုင်တဲ့အခြေအနေရောက်အောင်ကြိုးစားမှာပေါ့ကြိုးစားမှာပေါ့အခုဒီအခန်းလေးကတော့ကောက်တောက်တယ်တောက်တဲ့နေပြစ်တယ်တခါလေးတငယ်ချင်းတွေ နေပြတယ်မိခေရုံးနဲ့အပေါ်အောက်ပဲကေကေမောအောက်ဆိုကျွန်တော်အပေါ်ပဲအဲ့လိုမျိုးဆိုတော့နိုင်ငံချင်းတွေစုံပြစ်ကြတယ်အဲ့အဲ့အတွက်ပါပဲချန်တာတော့မိသားစုကဒီကျွန်တော်အမတွေနဲ့ကကျွန်တော်တူတူနေတယ်လीနေတော့အဲ့အဲ့မှာကျွန်တော်တို့တက်တက်တနေရရှိပြီးသားဒီနေရာကျတော့တခါတလေပေါ့နိုင်ငံချင်းတွေနဲ့တွေ့ဖို့ဟုတ်တယ်ဟုတ်တယ်မထွက်ရသေးဘူးရိုက်ထားတာဟုတ်တယ်ဟုတ်အဲ့ဒါတော့ကျွန်တော်ထင်တာတော့ဂျန်နဲ့နည်းနည်းကတ်သွားပြီဆိုတော့လीပြီးတော့ဟိုဟာအောင်ကောင်းမြတ်နဲ့အတွဲပေါ့နော်ဂျူဂျူလေးဆိုထားတာဆိုတော့ဟိုဒီသချင်းလေး ကိုလည်းဟိုအချိန်အချိန်လေးယူပြီးနားထောင်စေချင်တော့လေဇန်နဲ့ကတ်သွားတော့ဇန်ပတိုင်ကင်တော့မထွက်ပြလောက်တော့ထင်တယ်ကျွန်တော်ထင်တော့ဇန်ပြီးမှပဲထွက်ပြမယ်ထင်ဇန်ပတိုင်ကင်တော့ဇန်ချင်းအနေနဲ့လှုပ်ထားတာတော့မရှိပါဘူးကိုအရင်တော့ထွက်ဖူးတဲ့တင်းညာလေးညင်းလူလင်းတော့ဘာလို့အယ်ဘန်လေးတော့ထွက်ဖူးတာပေါ့လေဇန်နာနေ့တော့ဒါလေးတွေကိုကိုယ့်ကိုပြန်နှွေးတာပါစပြန်နှွေးတာတော့ရှိတာပေါ့အဲတချင်းအနေနဲ့ကတော့ခုနကပြောတဲ့အချစ်တက်မျက်နာဆိုတဲ့ဒီချိုးဆောင်လေး ေးသံရှင်အောင်ကောင်းမြတ်နဲ့အဲ့ဒါလေးကြံပြီးရင်ပေါ့နော်ထွက်လာဖို့ကြိုးစားနေပါတယ်ပြီးတော့ကျွန်တော်နှစ်အသိန်းနှလုံးဆိုရဲကျွန်တော်ထွက်ပြီးသားချင်းလေးကိုပဲ music video ရိုက်ထားတာလေးရှိတယ်အဲ့ဒါလေးကတော့မေတ္တာလက်ဆောင်ပေါ့နော်အမှန်တကယ်တော့မွေးနေ့က February လဆိုတော့ February လမှာထွက်ချင်ခဲ့တာဒါပေမဲ့မမိလိုက်ဘူးမမိလိုက်ဘူးဆိုတော့အခု March လအတွင်းထွက်နိုင်မလားပေါ့နော်ကြိုးစားနေပါတယ်အဲဒီမြန်မာနှစ်နှစ်တက်ပေါ့နော်ကျွန်တော်ခရစ်နှစ်တက်တော့လည်းတစ်ခေါက်ဆူတောင်းပေးတာပေါ့နော်အခုမြန်မာနှစ်တက်ကိုလည်းနီးလာပြီဆိုတော့ဟိုအဓိကတော့ကျွန်တော်တို့ကနှစ်ဟောင်းအောင်ပေးတဲ့ lesson တွေရှိတာပဲလေအဲ့တော့ဟို ထပ်ပြီးတိုးပွားလာတဲ့အရာတွေရှိတယ်လို့ကိုကိုရှန်နေထွက်ခွာသွားတဲ့အရာတွေလည်းရှိတယ်ဟိုဘယ်အရာတွေကိုမဆိုပါတော့အဲကျွန်တော်ကလက်ခံခြင်းဆိုတဲ့နေရာမှာအရာပေါ့နော်ဟိုလက်ခံလက်ခံပြီးတော့အဲသင်ခန်းစာယူပြီးတော့နှစ်တစ်တစ်နှစ်ကိုအဆင်ပြေပြေပေါ့နော်အကောင်းဆုံးကြော်ဖြတ်နိုင်ပါစေလို့ကျွန်တော်ကဒီစီစဉ်နေရာနေဆုတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ